မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောက်ဆောင်မေအွန်လိုင်းဇုံဝင်အပါဝင်မြန်မာစစ်တပ်ကအရာရှိ23ဦးကိုအာဂျင်တီးနားတရားရုံးကတရားဝင်ဖမ်းရမ်းထုတ်လိုက်ပါပြီမကွေးတိုင်းကအောင်လံမြို့မှာအချမ်းပတ်စစ်ကောက်စီတပ်ကလူငယ်အယောက်20ကျော်ကိုအိစီကားတွေနဲ့ပေါ်တာဆွဲဖမ်းဆီးသွားပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အကျံဖတ်စေကောင်းဆောင် main online ဇိုးဝင်းအပါဝင်မြန်မာစစ်တပ်ကအရာရှိ23ဦးကိုအာဂျင်တီးနားတရားရုံးကတရားဝင်ဖမ်းရန်ထုတ်လိုက်ပါပြီ။ဒါကတော့ဖေဖော်ဝါရီလ17ရက်နေ့ဖြစ်တယ်မနေ့ကပဲ။အာဂျင်တီးနားတရားရုံးကနေအကျံဖတ်စေကောင်းဆောင် main online ဇိုးဝင်းပါဝင်မြန်မာစစ်တပ်ကအရာရှိ23ဦးကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအတွက်တရားဝင်ဖမ်းရန်ထုတ်လိုက်ပြီဖြစ်တယ်လို့ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ကဒီကနေ့ဖေဖော်ဝါရီလ14ရက်နေ့မှာပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ရတင်ချေဆိုင်မြန်မာရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌဦးထွန်းခင်ကဒါဟာရိုဟင်ဂျာတွေအပါအဝင်လက်ရှိမြန်မာစစ်တပ်လက်အောက်မှာဒုက္ခပေါင်းစုံခံစားနေရတဲ့မြန်မာပြည်သူတိုင်းအတွက်တရားမျှတမှုဆိုင်ရာတမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်တယ်လို့ပြောထားပြီးလက်ရှိကမ္ဘာတစ်ဝှမ်းမှာနိုင်ငံတကာဥပဒေကိုချိုးဖောက်မှုတွေကြီးထွားလာတဲ့အချိန်နိုင်ငံတကာတရားမျှတမှုအတွက်အောင်ပွဲတစ်ခုလည်းဖြစ်ပြီးတော့အာဂျင်တီးနားတရားရေးမန်နိုင်ရဲ့အခုလိုတတိရှိရှိဆုံးဖြတ်ချက်ချလိုက်တာဟာ မဲအောင်လိုင်းနဲ့တခြားအရာရှိတွေအတွက်ဥပဒေအထက်မှာဘယ်သူမှမရှိဘူးလို့ပြက်ပြက်သားသားအချက်ပြလိုက်တာပဲဖြစ်တယ်လို့ဥထုံးခင်ကပြောထားပါလေတစ်ဖက်မှာလေ ICC တရားရုံးကနေမင်းအွန်လိုင်းကိုဖမ်းရန်ထုတ်ဖို့ရှောက်ထားချက်ရှိပြီးသားဖြစ်တဲ့အတွက်ဒါဟာ ICC ကနေပါဖမ်းရန်ထတ်ထုတ်ဖို့ပုံမအထောက်ကူဖြစ်သွားပြီလို့လည်းသိရပါတယ်။အခုလိုအာဂျင်တီးနားတရားရုံးကနေဖမ်းရန်ထုတ်လိုက်ပြီဖြစ်တဲ့အဂျန်ဖတ်စေကောင်းဆောင်မင်းအွန်လိုင်းဇိုးဝင်းအပါဝင်မြန်မာစစ်တပ်ကအရာရှိ23ဦးရဲ့ဖမ်းရန်တွေဟာ အပြည်ပြည်ဆိုင်ရာရာဇဝတ်ရဲတပ်ဖွဲ့ Interpol C ကိုပါရောက်ရှိနိုင်ပြီးအဖွဲ့ဝင်196နိုင်ငံအားလုံးမှာအနည်းရောင်းတတိပေးချက်ထုတ်ပြန်ပြီးတော့မင်းအွန်လိုင်းနဲ့စစ်တပ်တာဝန်ရှိတဲ့လူတွေကိုအာဂျင်ဒီနာတရားရုံးရဲ့တရားခွင်စီလွှဲပြောင်းပေးချဖို့ဥတီသွားနိုင်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီတပ်ကမကွေးတိုင်းကအောင်လံမြို့မှာလူငယ်အယောက်20ကျော်ကိုအိမ်စီးကားတွေနဲ့ပေါ်တာဆွဲဖမ်းဆီးသွားကြပြန်ပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့ဖေဖော်ဝါရီလ12ရက်နေ့ကပဲအောင်လံမြို့ကလူသွားလူလာပြတ်တဲ့နေရာတွေနဲ့မြို့နဲ့အနီးတစ်ပိုင်းမှာရှိတဲ့ကျေးရွာတွေကလူငယ်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအိမ်စီကားတွေနဲ့လှည့်ပတ်ပြီးတောက်လျှောက် ပေါ်တာဆွဲဖမ်းဆီးသွားကြတယ်ဆိုပါတယ်လောလောဆယ်အဲ့ဒီဖေဖော်ဝါရီလ12ရက်နေ့တရက်ထဲမှာလူငယ်အယောက်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးအောင်လံမြို့မြောက်ဘက်မြို့ဝင်ဂိတ်မှာရောစစ်စစ်ရေးဂိတ်တွေမှာပါစစ်ကောင်စီတပ်ကလူငယ်တွေကိုဖမ်းဆီးစစ်ဆေးဓာတ်တွေလုပ်နေတဲ့အတွက် တချို့လူငယ်တော်တော်များများလည်းအပြင်သိပ်မထွက်ရဲကြတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့ဘကိုးတိုင်းကတဲကုန်းမြို့နယ်မှာအချမ်းဖက်စကောင်းစီအတွက် PDF တပ်ဖွဲ့တွေရဲ့တရင်ကိုလိုက်လံစုံစမ်းတာတွေအပြင်စစ်မှုထမ်းဖို့လူငယ်တွေကိုဖမ်းဆီးခိုင်းတာတွေပါလုပ်နေသူပြစောတီမောင်ပြုံးလို့ခေါ်တဲ့ဒါငပြူပြေခတ်ခံရပြီပွဲချင်းပြီးကိုတိတ်သွားပြီလို့3631 PPDF တရင်တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ9ရက်နေ့ကပဲတဲကုံမြို့နယ်မှာအချက်ဖက်စစ်ကောင်စီအတွက် PDF တပ်ဖွဲ့တွေရဲ့တရင်ကိုလိုက်လံစုံစမ်းတာတွေအပြင်စစ်မှုထမ်းဖို့လူငယ်တွေကိုဖမ်းဆီးခိုင်းတာတွေပါလုပ်နေသူပြူစောတီမောင်ပြုံးလို့ခေါ်တဲ့ဒါငပြူကိုတော်လန်ကြီးရဲဘော်တွေကသူ့ရဲ့ရော့ခ်မနေအိမ်မှာပဲတွားရောက်ဖမ်းဆီးတဲ့အချိန်ပြန်လဲခုခံတဲ့အတွက်ပြည့်ခတ်ရှင်းလင်းရမှာတော့နေရာမှာပဲတနက်ကြီး၄ချက်ထိမှန်ပြီးပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါတယ်အဲ့ဒီစစ်တပ်တရင်ပေးပြူစောတီမောင်ပြုံးလို့ခေါ်တဲ့ဒါငပြူဆိုတဲ့သူဟာ အကျန်းဖက်စစ်ကောင်စီရဲ့အမာခံတည်င်းပေးဖြစ်တယ်လို့သူကိုယ်တိုင်ပြူစော့တီအပစင်တစ်တင်နှန်းကိုခမရငါစစ်တပ်ထဲမှာတက်ရောက်ခဲ့သူဖြစ်ပြီးသူဟာတဲကုံမြို့မှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့တည်င်းကိုအာဂျိုမန်တက်လိုက်လံစုံစမ်းပြီးတော့တပ်မ66ကိုတည်င်းပေးလုံနေရုံနဲ့မကစစ်မှုထမ်းမှုလူငယ်တွေကိုဖမ်းဆီးခိုင်းတာတွေပါလုပ်နေတဲ့အပြင်စစ်တပ်အားကိုလည်းပြည်သူတွေကိုဖိနှိပ်ချိန်ချောက်တာတွေလုပ်နေသူဖြစ်ပြီးအခုတော့သေပြီလို့363ညတပ်ပီပီတီရဲ့တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာလေမကွေးတိုင်း6မြို့နယ်ကမကြီးကုန်းကျေးရွာအနီးဝင်ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့အသေးသေးသေကုန်ကြပြန်ပြီလို့6 Revolution Army ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ February 13ရက်နေ့ဖြစ်တဲ့မနေ့ကပဲ6မြို့နယ်ကမကြီးကုန်းကျေးရွာအနီးဝင်ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဖြတ်အားပြင်းမိုင်းတွေပါအုံပြုပြီးကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီအဲ့ဒီသူတို့ရဲ့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေပေါ်ဆွဲတင်ပြီးတော့အသည်အသန်မောင်းပြေးသွားကြတယ်လို့6 Revolution Army ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခေတ်ကနေဒီကနေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ